ေးနဲ့မရရားကနေအထက်ပိုင်းကိုဖြည်းဖြည်းတက်ပြီးတော့မရရားနဲ့အပေါ်ပိုင်းကိုတက်တယ်ကျွန်တော်တို့ရှမ်းပြည်နယ်အထိမရရားရဲ့အပေါ်ဘက်ရှမ်းပြည်နယ်တောင်တန်းတွေအထိကိုဖြည်းဖြည်းချင်းတနေပြီးတနေတမီတရွာပြီးတရွာတက်တိမ့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 ်လာတာပေါ့နော်မစ်စုများလုံးမဲမင်္ဂလာပါခုတစ်ခေါက်မှာတော့ကျွန်တော်တို့ကြုံလုံးမဲ့တနေတော့ချက်လေးချုပ်နားထောင်ကြည့်အောင်ခေါ်တော့လက်နက်ကိုင်ခင်းချင်းနဲ့ပတ်သက်တာပလောင်နဲ့ဆက်ဆက်နေတဲ့ကိစ္စပေါ့ပလောင်ပလောင်တွေကတစ်ချိန်တော့ TNL အုပ်စုတွေကဒီမရရားနယ်အထိမရရားတပိတ်ချင်းစင်ကူအဲ့နာအထိသူကစီးဝင်စိတ်ဝင်လာ မန္တလေး PDF ဆိုတဲ့အုပ်စုတွေပေါ့မန္တလေး PDF လို့ခေါင်းစဉ်တက်ထားတဲ့ PDF အုပ်စုနဲ့ဒီစေကုမရီယာတပိတ်ချင်းဒေတာအခြေစိုက် PDF တွေနဲ့ပလောင်နေတဲ့ PTNL တွေပူးပေါင်းပြီးတော့စစ်တပ်ကိုထိုးစစ်ဆင်ဖို့ကြိုးစားရဲကြိုးစားရဲကြိုးစားရဲနဲ့အခုအားကောင်းခဲ့သေးတယ်ပေါ့နော်အခုကျတော့တက်ကပြန်ပြီးထိုးစစ်ဆင်လာဒီကနောက်ဆုံးကျွန်တော်သိရတာဒီဒီနေ့သိရတဲ့သတင်းပေါ့နော်မနေ့ကထိုးစစ်ဆင်လာဖြစ်ဖို့များတယ်မရီယာနယ်ထဲမှာရှိတဲ့ဒီမြောင်းတစ်တဖန်းအိုင်မြောင်းတမိုင်းတဖန်းအိုင်မြောင်းတစ်ကျွန်တော်အဲ့ဒီနေရာနံပါတ်တွေကိုခေါ်တာ ကျွန်တော်ကျွန်တော်ဒေတာမို့လို့သကလုံးလေးအတန်ထွက်လေးလွှဲရင်တိခံပြီပါနော်အဲ့လိုကိုယ့်ကိုနေမို့တော့ခေါ်ရတဲ့ခက်တယ်ဟိုတန့်ဆယ်လို့ဖတ်လို့မရဘူးဒဇယ်အဲ့လိုကျွန်တော်တို့ကစာဖတ်ရင်တန့်ဆယ်ဒါပေမဲ့စာဒဇယ်အဲ့လိုအဲ့လိုအဲ့လိုမှားအဲ့လိုမျိုးသကလုံးလိုမျိုးပေါ့နော်အခုလဲဒီမြောင်းတစ်တဖိုင်းမြောင်းတစ်ဆိုတာရှိတယ်အဲ့မြောင်းတစ်ဘက်ကိုတက်ကစစ်ချောင်းကတက်သွားပြီအဲ့ဘက်ကိုနေမျိုးပြန်သိမ်းလိုက်ပြီမရရားရဲ့အပေါ်ထပ်ပိုင်းပေါ့နော်မရရားနေပြီးတော့ဘယ်တော့ရှိလဲဆိုတော့ငားမိုင်ပတ်လေတော့ရှိပါတယ်အဲ့လောက်ရှိနေရဘူးသူကမြောင်းတစ်တော်ကစစ်တက်ကထိုးစစ်ဆင်ပြီးတော့အဲ့ညာပြဲရပြီ ရပြီးတော့ဒီ PDF 3ဦးလောက်ကိုအရှင်မိတယ်လို့အရှင်မိတယ် PDF 3ဦးရှိတယ်လို့ကျွန်တော်အကြမ်းမြင်သိရတယ်နော်ဒါပေမဲ့ဆယ်တော်ထိတော့မရောက်သေးဘူးလို့တက်ကစကြောင်းတက်တာဆယ်တော်ထိမရောက်သေးဘူးတက်ကနည်း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 စီပဲတက်နေတယ်ချက်ချင်းဝမှုကမှုရှိတော့ဝယုံသုံးကားရှောက်မတက်ဘူးသူကတနေရာကိုရတယ်သိနေပြီးသူအဲ့နေရာကိုခြေကိုခံရအောင်လုပ်တယ်ပြီးနောက်တနေရာဆက်သိနေတနေရာပြီးတနေရာဆက်လိုက်သိနေပြီးတော့ကျွန်တော်ခဏပြောတိုင်းတိုင်းနဲ့တိုင်းမတူတဲ့ကတိုင်းစရဏကျုပ်တခုရဲ့ပိုင်တဲ့နယ်နိမိတ်ကိုနောက်တိုင်းစရဏကျုပ်ကကျော်ပြီးတိုက်တာမျိုးသိမလုပ်ကြဘူးအပေါ်ကကကကြီးရဲ့အမိမရရင်ကျော်မတိုက်ကြဘူး သူစောင့်ရတယ်အဲ့လိုဆိုတော့ဒီဘက်ကနောင်ချိုဆိုလဲတောင်ခမ်းပြီးဟိုဘက်ကအုံမတိအုံမခါနဲ့တောင်ခမ်းနဲ့ဂျာကိုဆက်ပြီးမတိုက်ဖက်နဲ့ခြံထားတယ်ရှိတယ်တစ်ဖက်တိုင်းရတိုက်ရမှာမို့လို့ဟောဒီဘက်မှာဆိုလဲအဲ့လိုပဲတတ်တတ်ရှိတယ်ဆိုတော့ဒါကြရင်လဲအဲ့ဒါလဲအကန့်တဖြစ်ရှိတယ်အခုတော့ဆိုတော့မြောင်းတစ်တဖိုင်းတဖိုင်းမြောင်းတစ်တဖိုင်းနဲ့နီနာနာမြောင်းတစ်ဆိုတဲ့ဘက်ကိုမြောင်းတစ်ဆိုတဲ့ရွာလို့ခေါ်မလားအဲ့ဘက်ကို PDF တွေကိုတိုက်တယ်တိုက်တဲ့ခါ PDF သုံးအရှင်မိတာရှိတယ်သေးတဲ့လူတွေသေးကြတယ်တချို့တွေကထူးကြတာအဲ့ဒီတိုင်ပေါ်မှာထူးကြတော့ပြောချင်တာတချို့တွေက ဟို PDF တွေကစစ်မတိုက်ချင်ကြတော့ဘူးလို့ကြားတယ်စစ်မတိုက်ဘာလို့သူတို့တိုက်တာကြားလာပြီပလောင်တွေကသူတို့ထားခဲ့တယ်တကယ်ညာပလောင်တွေသူတို့ပုံပြင်ပြောပြီးထားခဲ့တယ်ဘိုက်တလုံးနဲ့ထားခဲ့တာပေါ့နော်ဘိုက်တလုံးနဲ့ထားခဲ့တဲ့အခါပလောင်တွေရဲ့ပုံပြင်ပြောတဲ့နောက်မှာခံလိုက်ရတော့မန္တလေး PDF ပါပဲစစ်ကူးမတရားတပိတ်ချင်းဘက်က PDF တွေဆာနည်းနည်းတော့သူတို့လည်းသဘောပေါက်ဟန်ကုတ်ဖို့ဆိုသလိုတိုက်ပွဲသတိလေးတွေဆက်ဖော်နေရတယ်စစ်တပ်ကတိုက်လာရင်တိုက်သလိုမတိုက်သလိုဝမဆောင်လို့လုပ်ပြီးတော့အသားလေးနောက်ဆုတ်သွားတယ်ရှောင်ထွက်သွားတယ်အဲ့လိုမျိုးနဲ့ သူတို့လက်နက်တွေဖွဲ့ဖို့ကြိုးစားလာတယ်လို့ကြံကြားနေသိရတယ်။ဘာပြောစစ်တပ်နဲ့ထိတဲ့ရင်ဆိုင်တိုက်တာမျိုးတွေလျော့လာတာကိုအကြံမြင့်ကျွန်တော်တို့ကြားသိရတယ်။ပြောရရင်တော့စစ်တပ်ကတဖြည်းဖြည်းနဲ့မရယာကနေအထက်ပိုင်းကိုတဖြည်းဖြည်းတက်ပြီးတော့မရယာနဲ့အပေါ်ပိုင်းကိုတက်တယ်။ဒါတို့ရှမ်းပြည်နယ်အထိမရယာရဲ့အပေါ်ဘက်ရှမ်းပြည်နယ်တောင်တန်းတွေအထိကိုဖြည်းဖြည်းချင်းတနယ်ပြီးတနယ်တရွာပြီးတရွာတက်တိမ့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 ်လာတာပေါ့နော်။တိမ့်လာပြီးတော့ဘာဖြစ်သွားလဲ။အဲ့လိုပဲသပိတ်ချင်းကနေလည်းသပိတ်ချင်းပတ်လည်အောင်တက်လာတယ်။ဟိုစကူစင်ကူမှလည်းစင်ကူကတက်လာတယ်။ပြောရရင်တော့ဒီသပိတ်ချင်းစင်ကူမရယာအဲ့ဒီကြောလုံးမှရှိတဲ့ PDF တွေအကုန်လုံးတစ်ဖြည်းဖြည်းချင်းတက်ကစစ်ကြောင်းတွေကထိုးထိုးပြီးတော့ရှင်းတယ်ပေါ့နော်ဖြည်းဖြည်းထိုးရှင်းတယ်တွေ့ရတယ်ပြောရရင်တော့စစ်ကြောင်းတွေ၃-၄ကြောင်းခွဲပြီးတော့တက်နေတယ်ပေါ့နောက်ဆုံးသူတို့ရဲ့အန်ဒီမှာနောက်ဆုံး target ကမိုးကုတ်မိုးကုတ်တွေကိုတက်လိုက်စစ်ကြောင်းတွေတက်လိုက်မယ်တချို့ကထောက်ထားမယ်တချို့ကတော့ဟိုကာပြီးတော့ဒီဒီတခြားသူတို့တိုက်ချင်တဲ့လူ TNS ပလောင်စုပလောင်ပလောင်ရဲ့စစ်ကူဖြတ်တောက်တိုက်တယ်သူနောက်ပိုင်းလုချင်တဲ့သဘောရှိတယ်သို့တော့တက်ကဖြည်းဖြည်းချင်းပဲသူသွားမယ်သဘောရှိတယ်အောက်ကသူတို့ ပလောင်နဲ့မန္တလေးပြည်ရဲ့အုပ်စုအောက်ကိုဆင်းမလာနေတော့တဲ့ခါမှာတက်ကတပြင်းပေါ်တွန်းတွန်းတွန်းတင်သွားတယ်ပေါ့အဲ့ဒါပေါ်တွေ့ရတယ်ဆိုတော့အခုခုနပြောတဲ့မြောင်းသစ်တဖိုင်းဘက်ကိုအဲရပြီနောက်ဆယ်တော်ဘက်ကိုတော့မရောက်သေးဘူးလို့သိရတယ်အဲ့မှာဟိုဘာခေါ်လဲဆိုတော့ဘောင်ကြီးလို့ခေါ်မလားဘောင်ကြီးတရားလို့ခေါ်လားဘောကြီးတရားဆိုလို့ခေါ်လားအခေါ်ရရကျွန်တော်တို့နာမည်မယောမမှန်ဘူးပြင်တယ်အဲ့အဲ့တရားနားမှာတရားရဲ့ဟိုဘက်ဒီဘက်အခုဖြစ်နေတာအဲ့တရားရဲ့ဟိုဘက်ဒီဘက်မှာဒီဘက်ကလည်းပြည်ကျဲကထောက်ထားတယ်ဒီဘက်ကလည်းစစ်တပ်ကထောက်ထားတယ်အပြန်အလှန်စစ်ဆိုင်ထားပြီ ပြန်စနိုက်ပါရင်းထောက်ပြီးဆိုင်ထားတယ်ဆိုင်ထားပြီးတော့ရွှေပြောင်းတော့ဟိုတန်ကိုစီတိုင်းရှိတယ်အဲ့အဲ့မှာတန်ကိုစီတိုင်းရှိတန်ကိုစီတိုင်းနားမှာ PDF ရဲ့စုနေစုပြီးတော့သူကတက်ကိုအဲစနိုက်ပါရင်းပြဖို့တက်လိုက်ပြဖို့ချောင်းတယ်သို့တော့ခုနဆယ်မြောင်းတိတို့ဘာလို့တိုက်တယ်အတွေ့အကြုံအများပြောသိရတဲ့လောက်ကတော့စစ်တပ်ကတိုက်တက်ပြီးထိုးဆစ်ဆင်တဲ့အခါမှာ PDF တွေကတိတ်မတိုက်တော့ဘဲနဲ့ရှောင်ပြီးတော့နောက်ပိုင်းကျမတိုက်ရဘဲနဲ့ဆုတ်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 ပြီးတော့ဟိုရှောင်ပြေးနေတာတိတ်များလာတယ်တဲ့ဆုတ်ပြေးနေတာများတယ်ပြီးတော့တိတ်မတိုက်ချင်ကြတော့ ဆိုတော့အကြမ်းင်းသိရတော့တချို့အဲ့ဒီစင်ကူမရီယာတပိချင်းမက PDF ညင်ငယ်လေးတချို့อ่ะသူတို့တိုက်နေတာပြီးတော့အချိန်နေကသူတို့ပြောင်းလဲထားတဲ့ပုံစံမဟုတ်တော့တဲ့ကသူတို့လက်နက်ကင်နာကင်ထားရိုက်မယ်ဆက်မတိုက်ချင်ကြတော့စစ်တိုက်ချင်စိတ်နဲလာတယ်သို့တော့ပြဿနာတယောက်ကနေစစ်ငါးတော့တိုက်ချင်တော့ပါဘူးကွာလို့ပြောရင်ဘေးကကောင်းလာဘာကောင်းမှမသိတော့မပြောရတဲ့အနေထားနဲ့တချို့ဆိုရင်လစ်ခနဲ့လစ်ခနဲ့လစ်ခနဲ့ဆိုဆိုလို့ လက်နဲ့ချသလိုလိုအလင်းဝင်သလိုလိုတိုက်ပွဲမှာအဖမ်းခံရသလိုလိုနဲ့သူကအဲ့လိုနီးနေပဲတဖြည်းဖြည်းချင်းမီဒီယာတွေကဖြည်းဖြည်းလက်နက်ကိုချချပြီးတော့အဖမ်းခံနေတဲ့ဇလန်းတွေတဖြည်းဖြည်းလောက်လာလို့သိရတယ်။ဘာဖြစ်ပြောကျွန်တော်တို့ဝမ်းသာပါတယ်။ဒီလိုလောက်လိုက်တဲ့အတွေ့တက်ကနေပြီးတော့သူတို့ကိုခေါ်လာမယ်ဖမ်းလာမယ်ပြစ်မှုကင်းရှင်းတယ်ပြစ်မှုကကြီးမှမရှိဘူးဆိုရင်သူတို့ကသူတို့မိသားစုကိုပြန်အပ်လို့ရမယ်။အဲ့ဒီနေမှာရှိတဲ့ပီဒီယက်ညီငယ်ညီမငယ်တွေလည်းဘာဖြစ်ပြောသူတို့မိသားစုနဲ့အတူပြန်နေခွင့်ရသွားနိုင်တယ်ပေါ့ဗျာနော်။ဆိုတော့တက်နေတဲ့ကလည်းအဲ့ဒါတွေအကုန်လုံးကိုပြန်ဖိတ်ခေါ်တယ်။ပြီးခဲ့တဲ့ရပိုင်ကလည်းမန္တလေးမှာလူ မန္တလေးမှာလူဟောပေါ့32ယောက်လူငယ်32ယောက်ကိုတက်ကနေပြီးတော့ပြန်ပြီးတော့ဟောလုပ်ပေးခဲ့တယ်သူ့မိသားစုလက်ထက်ကိုပြန်အပ်ပေးနိုင်ခဲ့တယ်ဒါတဲ့များတဲ့ပမာဏတွေလည်းမကြခင်ရောက်လာဖို့ရှိတယ်လို့ကျွန်တော်တို့အကြံပြင်းသိရတယ်ဆိုတော့လူငယ်တွေထပ်ပြီးတော့ပြောရရင်တော့အလင်းဝင်လာမယ့်အရာတွေသို့မဟုတ်အလင်းဝင်လာတယ်လို့ကျွန်တော်မသုံးပြရစေနဲ့အလင်းဝင်တယ်လို့ပြောရင်သူတို့လောက်တော့မားတယ်လို့ထင်ပါသလိုအာလူငယ်တွေသူတို့မိဘနေရက်ထမ်းမှာပူပေါင်းအတူတူပြန်လည်နေထိုင်ဖို့အတွက်တတ်မလို့ဆက်သွယ်လာကြတဲ့အထိဖြစ်လာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကတော့ဒီလိုဆက်သွယ်လာမှုကို ကြိုဆိုတယ်လို့ပဲကျွန်တော်ပြောချင်တယ်အဲ့တော့လောလောဆယ်တော့မရယာတပိချင်းမရယာဘက်မှာမရယာအထပိုင်းမြောင်းတူတို့ဘာလို့ဒီတက်ကကြောက်နေပြီသိတ်မကြခင်မှာရှေ့ကိုဆက်ပြီးတော့အဲထပ်ပြီးတော့တက်ကနေရာတိုးချက်ယူသွားဖို့အလားအလာရှိနေလို့ပြောပြောချင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီဆက်မှုကိုတော့သတင်းလေးဒါနဲ့ဘုကကလည်းကုတုမမကိုချူတမလေးရှိရစ်ပွဲမှာအထောက်အပံ့မှုအရေးကြီးတယ်။ PDF တွေအနေနဲ့အထောက်အပံ့မှုကရှိရစ်ပွဲအတွက်လုံလောက်စွာမရှိဘူး။အဲဒါကြောင့်ချိန်တိုင် PDF တွေကတော့ကွက်သွားမှာပဲ။